က်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့မန္တလေးတိုင်းမက်တီလာခရိုင်မလိုင်မြို့နယ်မှာစစ်ကောင်စီကဒေသတွင်းတိုက်ပွဲတွေကြာကနေမြို့နယ်အတွင်းမှာစစ်ရာတွေကိုတိုးချဲ့ချထားနေပြီးအဓိကအဖြစ်လာမယ့်ရွေးကောက်ပွဲအတွက်လုံခြုံရေးပြင်ဆင်မှုတွေလှုပ်ဆောင်နေရလို့ဒေသခံတွေကလည်းသိရပါဗျ။ နိုဝင်ဘာလ20ရက်နေ့ညနေ3နာရီခန့်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအရက်ဝတ်တွေဝစ်ဆင်ထားတဲ့လူဦးရေ90ခန့်ကိုမလိုက်မျိုးအမှတ်9ရက်ကွက်ကရွှေမန်းဖုန်ကြီးကျောင်းဝင်းအတွင်ကိုကားဝင်နဲ့ပို့ဆောင်ခဲ့တယ်လို့မျက်မြင်တွေ့ရှိသူတွေကဆိုပါတယ်။ဖုန်ကြီးကျောင်းထဲမှာကအင်အား90နဲ့တရားကြားမှရှိတယ်။အဲ့ဒီလူတွေကလာမဲ့နိုဝင်ဘာ24ရက်နေ့မဲယုံတင်တဲ့ပြင်းမဲ့ပညာရေးဝန်ထမ်းတွေအတွက်လုံခြုံရေးယူပေးတာလို့သိရတယ်လို့ပြောပါတယ်။ စစ်ကောင်ရှင်ဟာတိုက်ပွဲတွေဘလောက်ပဲပြင်းထန်နေပါစေသူတို့ရဲ့ရွေးကောက်ပွဲအစီအစဉ်ကိုဆက်လက်အကောင့်ထဲပို့ဖို့စင်ရာကိုတိုးချဲ့အသုံးပြုနေတယ်ဆိုတာကိုမြင်နိုင်ပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာ၁၀ရက်နေ့ကစပြီးမိထီလာမျိုးကနေထွက်ခွာလာတဲ့စစ်ကော်မရှင်စစ်ကြောင်းဟာဆယ်တို့ကျေးရွာကိုဝင်ရောက်လာပြီးနောက်တိတိုင်ကန်တော်လိုင်းတပ်ဖွဲ့တွေနဲ့ပုံရွက်ကြတိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။လက်ရှိမှာတော့စစ်ကြောင်းဟာဆယ်တို့